မင်္ဂလာပါနော်ကျွန်တော်ဒီကနေ့မနက်ကိုပေါ့နော်ဒီကနေ့တနင်္ဂနွေလည်းဖြစ်ရင်လည်းဖြစ်မှာပေါ့နော်အားလေးတခုပြောပြမယ်ကျွန်တော်တို့ဒီနားအနေနဲ့ပြရတာပါနော်ဒီမှာ၃ည၃ညဖြစ်တယ်ဗျာ၃ည၃ညဖြစ်တော့ခါကျတော့၅၈ချိန်ပေါ့နော်ဒီမှာ၂ရက်နေမှာဆင်းတယ်ပေါ့နော်အဲ့တော့ဒီမှာ၂နှစ်တူပြန်တယ်ဗျာဒီမှာ၇၃ချိန်ပေါ့နော်၃၇ချိန်မှာကက်ပင်မှာဆင်းတယ်ဒီမှာ၉၉တူပြန်တယ်ဗျာနော်၉၅ချိန်ဒီမှာကက်ပင်မှာဆင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ၈၈တူတယ်ဗျာ အဲ့ကိုလေးချင်းเนาะဒီမှာကပ်ပင်မှာဆင်းနေပါဗျာเนาะနောက်တစ်ခုကျွန်တော်တို့ဒီမှာလက်တလောဖြစ်သွားတဲ့ဟာကလက်တလောဖြစ်သွားတာဒီမှာလေးလေးเนาะကိုးခွန်ချင်းအဲ့ကိုးခွန်ချင်းကကိုးကဒီမှာတရက်ကြောင်မှာဆင်းနေအဲ့တော့ဒီမှာနှစ်နှစ်တူပြန်နေဗျာအဲ့တော့ဒီမှာကိုးသုံးချင်းအဲ့တော့ဒီတနေ့ကမှကိုးသုံးချင်းရှိတယ်ဗျာကိုးသုံးချင်းရှိတယ်အဲ့ကိုးသုံးချင်းကိုဘယ်လိုလုပ်မလဲပေါ့เนาะအဲ့ကိုးသုံးချင်းရှိတယ်အဲ့ကိုးသုံးချင်းရှိတာကိုဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချက်ပြန်စဉ်းစားမယ် ်ချက်ပြန်ဆက်စားမယ်ဆိုတော့ကကျွန်တော်တို့က6-3ကိုပဲပါဝါနှက်ခက်ယူမှာလာနော်9-3ညာပရိတ်ပြောင်းမှာလာဒါမှမဟုတ်6-3ကိုအပေါ်မှာကျန်နေတဲ့နော်အပေါ်မှာကျန်နေတဲ့2ပရိတ်3ပရိတ်ကိုသွားမှာလာဒါဆိုရင်ကျွန်တော်တို့ကရွေးစရာအနေနဲ့ကဘာရှိလဲဆိုလို့ရှိရင် ီလိုပေါ့ဗျာနော်အဲ့တော့ဒီနောက်လေးမှရိုက်ပြမယ်နော်အဲ့တော့တကယ်လို့ကျွန်တော်တို့ကကိုကိုနော်ကိုကိုပါဝါကြီးမှာဆိုလို့ရှိရင်နော်ကိုလေးနော်နောက်တစ်ခုကဘာလဲကို6နော်နော်ပါဝါနှက်ခက်ယူရယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်နှစ်ပြည့်ယူမှာဆိုလို့ရှိရင်ကို3နော်၃ပြည့်ယူမှာဆိုလို့ရှိရင်ကို ကိုလေးကပါပြီးသားဆိုတော့ဖြတ်လိုက်မယ်เนาะအဲ့တော့ဒီမှာနောက်တစ်ခုရှိတယ်နောက်တစ်ခုကပါလဲ3เนาะ3ဆိုတော့ကျတော့3ကိုကျွန်တော်တို့ပါပါယူမှာဆိုလို့ရှိရင်38เนาะအဲ့တော့3ကိုနှစ်ခက်ယူမှာဆိုလို့ရှိရင်3ကเนาะအဲ့ပြီးလို့ရှိရင်3ကို3ပြည့်ယူမှာဆိုလို့ရှိရင်ဘောမှာ3ကိုပါပြီးသားဆိုတော့3ပြည့်ယူရတာမှာเนาะ30 အဲ့ဒါလေးရှိတယ်အဲ့တော့ကကျွန်တော်တို့ကဒါကိုသုံးနဲ့ပတ်သက်လို့ပေါ့နော်ကိုသုံးနဲ့ပတ်သက်လို့ပြောတာပေါ့တကယ်လို့ပေါ့နော်တကယ်လို့နောက်တစ်ခုကြည့်အောင်နောက်တစ်ခုကကြာတော့ဘယ်လိုလဲဆိုတော့ဒီမှာနော်ဒီမှာ မနက်ခင်းမှလည်းနှက်ခတ်ဖြစ်တယ်အလယ်မှလည်းနှက်ခတ်ဖြစ်တယ်အပိတ်ပိတ်ကလည်းညီကိုကြတယ်နော်အဲ့တော့သူကဒီမှာအောက်မှာနှက်ခတ်ဆင်းတယ်အဲ့နှက်ခတ်ဆင်းတာဘလို့ဆင်းလဲဆိုတော့ဒီမှာဗျာနော်ငါနှလုံးပေါင်းရင်ငါဒီကောင်နှလုံးပေါင်းရင်6နော်အဲ့တော့ဒီမှာငါးထောက်ကိုပဲပါဝါနှက်ခတ်လာတာလားဟုတ်ပြီနော်အဲ့တော့ဒီမှာ နက်ခဲမိုင်မှာနက်ခဲအလဲမှာလည်းနက်ခဲဖြစ်တယ်အပိတ်ပိတ်ကလည်းညီကိုကြတယ်အကြောင်းမလို့ဒီမှာရှစ်ခွန်ပါဝါနက်ခဲလာလာလားဟုတ်ပြီနော်အဲ့ဒီမှာမနက်ခဲမိုင်မှာနက်ခဲအလဲမှာလည်းနက်ခဲဖြစ်တယ်6 6 5နော်ပါဝါနက်ခဲဒီမှာလာတယ်ပေါ့ဗျာအဲ့ဒီမှာဒီလိုဖြစ်စီနေမှာလေနဲလာလာဆိုတော့တစ်ချက်ကြည့်အောင်ပေါ့နော်ဒီမှာမနက်ခဲမှာနက်ခဲအလဲမှာနက်ခဲဖြစ်တယ်သူကအပိတ်ပိတ်ကတော့ ညီကိုမကြောက်ဘူးဒါပေမဲ့သူကဘာဖြစ်လဲငါငါဆိုပြီးတော့ဖြစ်တယ်เนาะငါငါမနေ့ကင်း break ကလည်းငါညနေ break ကလည်းငါဒါကြောင့်မလို့ငါ၃ညเนาะငါ၃ဆိုတာမလာသွားဘူးကျွန်တော်ပြောချင်တာဒီအပိတ်ပိတ်ညီကိုမကြောက်ဘူးပေါ့เนาะအဲ့ဒါကိုပြောချင်တာဒီမှာလည်းအဲ့တိုင်းပဲငါကိုเนาะအပိတ်ပိတ်ညီကိုမကြောက်ဘူးဒီမှာတော့လာတယ်ပေါ့အဲ့တော့တေချာပေါက်လာနေတာကအပိတ်ပိတ်ညီကိုကြောက်ရင်တေချာပေါက်လာတယ် เนาะအဲ့တော့ကျွန်တော်တို့ကရွေးချယ်စရာတခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အခုဒီမှာမနက်ခင်းမှမှလည်းနက်ခက်အလယ်မှလည်းနက်ခက်အပိတ်ပိတ်ကလည်းညီကိုကြတယ်။ဒါကြောင့်မလို့ဒီကောင်က6ဒီကောင်က8เนาะအဲ့တော့ကျွန်တော်တို့က8တခုကြံတယ်အဲ့တော့8တခုကြံတယ်ဆိုတော့ကျွန်တော်တို့8တခုကိုထည့်ပြီးတော့စဉ်းစားရအောင်เนาะမပြေတော့လဲကာရန်ရှိဖို့เนาะအဲ့တော့ကျွန်တော်တို့က8ကိုသွားမယ်ရှစ်ကိုသွားမှာဆိုလို့ရှိရင်ရှစ်မှာကြတော့ရှင်ရှစ်က လွယ်တယ်နော်73အပေါ်မှာ73ပါပြီသားနော်အဲ့တော့71နော်71နော်ပါဝါနှက်ခတ်နော်73ကပါပြီသားဆိုတော့ပါဝါနှက်ခတ်ကိုအဲ့လိုပဲယူလိုက်တော့မယ်71ဆိုပြီးတက်ွက်ထည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကအွက်က9ကွက်ပဲရှိမယ်ရှားလားမသိဘူးနော်9ကွက်ပဲရှိမယ်အဲ့စီလို့ဘောပေါလားမသိဘူးနော် အဲ့ဒီကနေ့တနင်္ဂနွေသားပါနော်ခုနှစ်ကွက်ရမယ်နော်